င်္ဂလာပါရှင်ခုနှစ်သားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ငါဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်နေပြီးကြိုဆိုလိုက်ပါတယ်ဆ iam ကတော့ Solar Nuni ဖြစ်ပါတယ်ဆ iam အနေနဲ့ကတော့အခုပြောပြပေးသွားမယ့်အကြောင်းအရာလေးတွေကတော့ခုနှစ်သားသမီးတွေရဲ့မဟာဗုဒ္ဓအကျွင်းလေးတွေရဲ့နေသားတစ်ခုချင်းစီကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့เนาะဒါပထမတစ်ပတ်ကအဆက်ဖြစ်တဲ့တေကျွင်းစာသာပရိသားသမီးလေးတွေရဲ့ အချီရေးခန္ဓာအိမ်တော်ရေးခန္ဓာလေးတွေကျန်းမာရေးခန္ဓာเนาะနောက်ပညာရေးခန္ဓာနဲ့ဆောင်ရွက်ဆောင်လေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ာပရိသတ်မီရဲ့ဒါအရင်ဆုံးမေတ္တာရေးခံနာလေးတွေပေါ့နော်အိမ်တွင်းအိမ်တော်ရေးခံနာလေးတို့ကြည့်လိုက်တဲ့အခါမှာဒါအခြေရေးခံနာလေးတွေကမိမိတို့က ဒီကြာသာပြည်သားသမီးတွေကိုကြည်လိုက်တဲ့အခါမှာငယ်စဉ်တည်းကနေပြီးတော့ဆန်းပွင့်တဲ့သူမျိုးဖြစ်တတ်ကြတယ်လူချစ်လူခင်ပေါ်စေတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ငယ်စဉ်တည်းကနေပြီးတော့အခြေခံနာလေးတွေမှာရွေးချယ်ခံခဲ့တာမျိုးတွေရှိမယ်နော်တို့ပေမဲ့အခြေစိတ်နဲ့တတ်သူတွေဖြစ်တဲ့အတွက်ငငယ်ရင်နဲ့အိမ်အောင်ကြတာမျိုးငငယ်ရင်နဲ့ဘဝပြတ်တာမျိုးတွေရင်ဆိုင်ကြုံတွေ့ရတဲ့သူမျိုးတွေဖြစ်တတ်တယ်နော်ဒါပေမဲ့အခြေကဆန်းပွင့်တဲ့လောက်မတည်မြဲတတ်ဘူးနော်ရည်စားများပြီးတော့အဖက်မတင်တဲ့အထဲမှာတည်ကျွင်းကြတာပြည်သားသမီးတွေပါတယ်အခြေကပေးစ က်သက်လောက်ပြန်မရနိုင်ဘူးပေါ့เนาะအနေနာခံပေးဆက်မယ်ကိုကမရွေးချယ်ဘူးဆိုရင်ကိုကိုစိတ်ဝင်စားတဲ့သူတွေများတယ်တကယ်တကယ်ကိုရွေးချယ်လိုက်တဲ့သူကကိုပေါ်မကောင်းတဲ့လူဖြစ်တယ်အဲ့တော့အခြေခံလေးမှာချစ်စခင်စားကျင်နာစားတော့အရာအဆင်ပြေပြီးတော့အချိန်ကြာလာတဲ့အမြချစ်သူတတန်းကြာလာတဲ့အမြစိတ်ညစ်တာမျိုးအပူတော့ကားတွေများတာမျိုးမိမိပေါ်ကိုအလေးနဲ့မထားတာမျိုးကိုယူမဆိုင်တာမျိုးရှစ်တမျိုးကိုရတာမျိုးလောက်တာမျိုးကြောင့်ချစ်သူကြောင့်စိတ်ပင်မန်းတဲ့သူမျိုးလေးတွေမှာပါတယ် အဲ့တော့ငငယ်ရွယ်နဲ့ချင်းကန်စာတာအရပေါ့နော်ဆန်းပွင့်တဲ့သူမျိုးဖြစ်တဲ့အတွက်ရုတ်တရက်အိမ်အောင်ကျသွားတာမျိုးเนาะဒါမမီတို့ရဲ့အသက်အရွယ်အရပေါ့ဒီ78ကနေပြီးတော့20အတွင်းမှာ78 19 20ပေါ့21ဒီအတွင်းလေးတွေမှာအိမ်အောင်ကျခဲ့မှာဆိုအိမ်အောင်အိမ်တွင်းရေမမြဲဘူး နောက်အိမ်နောင်တစ်ဆက်နဲ့မမြင်ချင်းဘဝမှာကြုံတွေ့ရတဲ့ရုတ်တဲ့အိမ်နောင်ကြရင်ရုတ်တဲ့ကွဲလေတဲ့အထက်မှာပါတယ်ထို့ကြောင့်ငငယ်ရွယ်နဲ့အိမ်နောင်ကြတဲ့သူမျိုးတွေလည်းအိမ်တွေးအိမ်နောင်ရေးမအေးချမ်းပါဘူးမမြဲပါဘူးတဲ့နော်အဲ့လိုမျိုးအဲ့တော့အခြေခံနာလေးမှာပိတ်ဆက်ပြီးချစ်တဲ့အတွက်နော်ဘဝပြတ်တာမျိုးလေးတွေဒုက္ခရောက်တာမျိုးလေးတွေလည်းကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခြေခံနာမှာဘယ်လိုမျိုးလဲဆိုတော့မမီတို့ကဒါစိတ်မနစ်ဖဲနေမှရမယ် နော်အချင်းကိုစိတ်နစ်တက်သူတွေဖြစ်တယ်ချစ်သူကိုဦးစားပေးတတ်တယ်နော်အဲ့လိုသူနဲ့ကိုနဲ့အဲဒါချစ်သူဖြစ်သွားပြီဇာတာပရိသတ်သမီးတွေကဒါချစ်သူထားပြီဆိုရင်အဲ့ဒီသူအတွက်ကိုယ်ချစ်တဲ့သူအတွက်အမြဲတမ်းပေးဆက်နေလိမ့်မယ်နော်အာနံပါတ်1ပေါ့ နော်ကိုကနံပါတ်1နေရာမှာထားပြီးသူကတော့နံပါတ်1နေရာမှာထားတယ်ဒီလိုမျိုးလေးတွေထားတဲ့သူကဒုက္ခရောက်တတ်တယ်နော်အချင်းကြီးကစားလဲဒီစိတ်သွားလဲဒီစိတ်အရာရာကို့ပေါ်ဆုံးမနေတာမျိုးပေါ့နော်ဒီလိုမျိုးထားတဲ့သူတွေအတွက်ကတော့ဒါအချင်းကြီးဘိုင်းမှာအပူသောကတွေများမယ်အချင်းကြီးကနော်စိတ်မနေဖက်နေပပပပထားနိုင်မှအဆင်ပြေတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အချင်းကြီးဘိုင်းနေမှာမမီးတို့ကနော်ဒီကိုကအချိန်တခုလေးလာပြီးမှရွေးချယ်ဖို့လိုအပ်လိမ့်မယ်နော်အဲ့တော့ငယ်စင်မှာဘယ်လိုမျိုးတွေကြုံရမလဲဆိုတော့မလွတ်လပ်သူတွေနဲ့နော်စုံရတာမျိုးတကြီးဘိုင်းနေနဲ့ ရုတ်တရက်ပေါ့နော်စုံစည်းပြီးအိမ်အောင်ချတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်အဲ့တော့မိမိတို့ကအခြေခံနာမှာအချိန်တစ်ခုစောင့်ပြီးတော့လေ့လာပါရွေးချယ်ပါ နော်အဲ့တော့ကိုယ်ချစ်တဲ့သူတွေကိုယ်ချစ်တဲ့သူကိုရွေးချယ်ပါเนาะရုံလာတဲ့သူထဲစိတ်လာတဲ့သူကိုရွေးပါချမ်းသာသူထဲအီချင်းရှိတဲ့သူကိုရွေးချယ်ပါအဲ့ဒါမှကိုယ့်အတွက်အဆင်ပြေလိမ့်မယ်เนาะကိုကချစ်နေရသေးတော့အပူတွေတော့အများနဲ့ဖြတ်တန်းနေရလိမ့်မယ်เนาะအဲ့တော့ကိုကအချစ်ကိုဦးစားမပေးဘဲနဲ့တိတ်ကျွင်းလေးတွေကြာတာပရိသတ်သမီးတွေက ဦးနှောက်နဲ့ဆုံးဖြတ်ပေးပါเนาะအဲ့ဒါနှလုံးသားကိုဦးစားပေးရင်ဒုက္ခရောက်တတ်ပါတယ်เนาะအဲ့တော့အခြေအနေမှာကိုနာကိုချစ်ကိုမြွေးပဲနဲ့သူချစ်ကိုရွေးချယ်ခဲ့ရင်တော့မှပဲအဲကိုစိတ်နဲ့တစ်ထက်တည်းမကြနေတာမျိုးတွေဘဝမှာကြုံတွေ့ရနိုင်တယ်ထို့ကြောင့်အခြေအပိုင်းတွေကိုစိတ်ကောလူကိုမနစ်ထားပဲနဲ့ပေါ့ပေါ့ပါပါထားပေါ့เนาะအဲ့ဘယ်လိုမျိုးလေးထားရမလဲပေါ့ပေါ့ပါပါဆိုတာစမပေါ့เนาะအဲ့တော့ လူဆိုတာဖူးစာပါမညားမှာလေရေဆက်ရှိမှစုံကြမှာပေါ့နော်အဲကြောင့်တော့သူနဲ့ကိုနေကတော့တစ်ချိန်ကျဖူးစာပိုင်းတော့ညားမှာရေဆက်ရှိတော့စုံမှာဖူးစာမပိုင်းတော့ဝေးကြမှာပဲရေဆက်ကုန်ရင်တော့ဝေးကြမှာပဲအဲ့လိုပေါ့ပေါ့ပါပါလေးစိတ်ထဲမှာထားထား အာသူမရှင်ဘဝကြီးကအဆင်မပြေဘူးမရှင်တန်းနိုင်ဘူးအဲ့လိုမျိုးစိတ်ထားတဲ့လူတွေအတွက်ကတော့အပူတွေနဲ့ပဲဖြတ်တန်းလိမ့်မယ်နော်ဒါမေတ္တာရေးကဏ္ဍလေးမှာအဲ့တော့ရွေးချယ်ဖို့မမှားရွေးချယ်တဲ့နေရာမှာဘုန်းတော်ကလိုပေါ့နော်ဒီကိုကအရင်ချစ်တဲ့သူတွေကိုကိုချစ်တဲ့သူရွေးပါနော်အာရုပ်လှဖို့မလိုဘူးစိတ်လှဖို့ပဲအဓိကနော်ချမ်းသာဖို့မလိုဘူးရည်ချင်းရှိဖို့အဓိကဒီလိုမျိုးလေးတွေရွေးချယ်သွားမှာကို့အတွက်အဆင်ပြေလိမ့်မယ်စိတ်နဲ့နေတွေရတော့အခြေအပိုင်းမှာအမြဲတမ်းအပူတော့ကရင်လည်းဘဝကိုရင်ဆိုင်ဖြတ်တန်းလိမ့်မယ်နော်ဒါတော့မေတ္တာရေးကဏ္ဍလေးပေါ့ ောက်ထပ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အဲ့အိမ်တော်ရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာငရေစင်းမှာအိမ်တော်ကြပါကဒါအိမ်တော်ရေးမမြဲဘူးအိမ်တွင်းအိမ်တော်ရေးအပူတော့ကတွေများနိုင်တယ်နော်ဘာကြောင့်လဲဆိုတော့သူကတနင်္ဂနွေနဲ့ကျွင်းထားတဲ့အတွက်အိမ်တွင်းရေးပိုင်းနဲ့ပတ်သက်တာတွေအပူတော့ကတွေများမယ်အိမ်တော်ရေးနဲ့ပတ်သက်တဲ့အပူလေးတွေများမယ်အဲ့တော့ကိုရေးချယ်တဲ့နေသားကကြာတာရေးသားသမီးပေါ့နော်နောက်ပြီးတော့ ဒီအင်္ဂါသားသမီးတောက်ကြသားသမီးတွေနဲ့ရွေးချယ်မယ်ဆိုရင်တော့အဆင်ပြေပြီးတော့เนาะဒါစနေသားသမီးတို့ဒါပြောမယ်ဆိုရင်တနင်္ဂနွေသားသမီးတို့တင်နာသားသမီးတို့ရွေးချယ်မယ်ဆိုအပူတော့ကလေးတွေဖြတ်သန်းရမယ် နော်ပုံမှန်မှုလေးတွေဂျုံရလိမ့်မယ်အထို့ကြောင့်တင့်တော်တဲ့နေသားတွေကိုရွေးချယ်တော့အကောင်းဆုံးပဲမတင့်တော်တဲ့နေသားတွေကိုရွေးချယ်ခဲ့ပြီဆိုရင်အပူသောကလေးတွေများတတ်တယ်အိမ်တွင်းအိမ်တော်ကြီးမအေးချမ်းဘူးပေါ့နော်ဒီလိုမျိုးတွေဂျုံတွေ့ရလိမ့်မယ်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်ဒါအိမ်တွင်းပိုင်းတွေမှာငယ်စဉ်ထဲမှာမအေးချမ်းခဲ့တာမျိုးတွေဒါဘဝမှာလည်းဂျုံတွေ့ရတဲ့တယ်နော်အဲ့တော့အိမ်တော်ဘက်ကမိမိအိမ်တော်ဘက်ကအသာအစားရှိသူအပျော်ပါလိုက်စားသူဖြစ်ပါကအိမ်တော်မတည်မြဲနိုင်ဘူးတဲ့နော်ထို့ကြောင့်အိမ်တော်ကြီးခန္ဓာလေးမှာအဲ့တော့မိမိကနော်အိမ်တော်ကြီးခန္ဓာလေးတွေမှာပေါ့နော်ဒါမိမိတို့က နော်အရှိရနေပြီဦးစီးဦးဆောင်ပြီးတော့နော်ဒါပြုလုပ်ချင်ကြတယ်ကိုကလည်းအရှုံမပေးနော်ကိုကလည်းအိမ်တော်ရေးအိမ်တော်ပြုတ်ပြီးနောက်ပိုင်းမှာကိုကပဲအဲဦးစီးဦးဆောင်လုပ်ချင်တယ်ကိုကဆရာကြီးလုပ်ချင်တယ်အဲအိမ်တော်ဘက်ကလည်း အကိုပေါ်ဆရာကြီးလုတ်ချင်းတယ်အဲ့လိုမျိုးဆိုရင်တကြက်ကြက်ဖြစ်မှာထို့ကြောင့်ကိုရွေးချယ်တဲ့နေရာမှာเนาะကိုကလည်းအရာရာကိုဆရာကြီးလုတ်ချင်းတဲ့သူမျိုးဖြစ်တဲ့အတွက်အိမ်နှွေးအိမ်တော်ရဲ့မိသားစုအပေါ်မှာလည်းကိုကအရာရာကိုဒါဒီအနစ်နာခံပြီးတော့ပြုလုပ်ပေးနိုင်သူပြုလုပ်ချင်းတဲ့ကိုကဥဆောင်ချင်းတဲ့သူမျိုးဖြစ်တယ်ဒါပေါ့เนาะအဲ့ဒီအတွက်အိမ်တော်ရဲ့ခံနာတွေမှာလည်းကိုကဥဆောင်ချင်းဥဆောင်ဥဆောင်ဥရွက်လုတ်ချင်းတဲ့ပြုချင်းတဲ့ဆိုရင်အိမ်တော်ဘက်နဲ့အဆင်မပြေတာမျိုးတွေကြုံတွေ့ရနိုင်တယ်เนาะထို့ကြောင့်ကိုရွေးချယ်တဲ့နေသားတွေကခုနကလိုဆရာမပြောတဲ့နေသားတွေနဲ့ရွေးချယ်ခဲ့မယ်ဆိုရင်အိမ်နှွေးအိမ်တော် င်အပူတွေများမယ်နော်ထို့ကြောင့်အိမ်တော်ကြီးခန္ဓာတွေမှာတရားနဲ့တရားအလျှော်ပေးအရှုံးပေးပြီးတော့နော်ဒါလက်တွဲနိုင်မှစိတ်တူကိုယ်တူလက်တွဲနိုင်မှဘာသာရေးတူလို့ကောင်းမှုကုသိုလ်တူလို့ပြီးလက်တွဲနိုင်မှဒါအဆင်ပြေပြီးတော့အပျော်ပါအတော်စားရှိတာမျိုးလေးကြုံခဲ့မယ်ဆိုရင်အိမ်တွင်းအိမ်တော်ကြီးနော်မအေးချမ်းတဲ့အနေထားတွေကြုံတွေ့ရလိမ့်မယ်နော် ကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့ကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာငယ်စင်ကနေပြီးတော့ ကျမ်းမာရေးပိုင်းဒီမှာအနှဲငယ်ခြူချတတ်သူတွေဖြစ်တယ်ဒါမှမဟုတ်ချီချီမမယောဂါဆိုအညံ့နဲ့မကြောက်ရွံ့နဲ့ငွေနဲ့နေရာနာပေါက်တာအနာပေါက်တာလေးတွေအရေးပြားရာရနာလေးတွေကြုံတွေ့ရမယ်နော်နောက်ပြီးတော့အေးအနေနဲ့ပတ်တဲ့သူအစာရင်ဝမ်းဖိုက်နဲ့ပတ်သက်တဲ့ယောဂါလေးတွေလေယောဂါလေးတွေပေါ့နော်အဲ့ဒါမျိုးလေးတွေမကြမကြဖြစ်တတ်တယ်ပေါ့ငွေစင်တွေကနေပေါ့နော်အဲ့တော့နည်းနည်းအသက်ကြီးပိုင်းရောက်တဲ့အခါမှာလည်းအလိုအာယုံကြောအားနေတတ်တဲ့အေးအနေနဲ့ပတ်တတ်တယ်ပေါ့နော်အစာရင်ဝမ်းဖိုက်နဲ့ပတ်သက်တာနော်အရေးပြားရာရနာလေးတွေနော်အဲ့လိုမျိုးလေးတော့ရှိမယ်နောက်ပြီးတော့အကြောအားနေတဲ့ယောဂါခေါင်းမူးခေါင်းကိုက်တဲ့ယောဂါ ကြောအားနည်းတဲ့ယောဂလေးလည်း ဖြစ်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အသက်ကြီးပိုင်းနေကြရင်လည်းပဲလေယောဂအစာ1ဘိုင်းနဲ့ပတ်သက်တာနော်ဒါအကြောအားနဲ့ဒါအိမ်မပြောတဲ့ယောဂတွေဖြစ်လာနိုင်တယ်အားတော့ဒီဂျာတာပရိသသမီးတိကျွန်းနေရဲ့ဒါဖြစ်လေဖြစ်တာရှိရဲ့ယောဂလေးတွေပါနော်အဲ့လိုမျိုးလေးအကြောင်းမလို့အဲ့ရခယူးဆိုင်ပါအဲ့တော့အအောင်ကြောအောင်နဲ့ဒီအိမ်အနေနဲ့ဗတ်တက်သူဖြစ်တဲ့ဆိုရင်နော်အချိန်မှန်အိမ်အချိန်မှန်စားပေါ့နော်အိမ်ချိန်မှန်မှန်စားချိန်မှန်မှန်သွားမှသာအရရအဆင်ပြေလိမ့်မယ်နော်အဲ့တော့ဒီမိမိတို့အနေနဲ့ချမ်းမာရေးခန္ဓာလေးတွေနော်အကအားန နဲ့ပေါ့နော်မကြမကြအားနဲ့တက်သူတွေဖြစ်တဲ့အတွက်နံပါတ်၁ကကျန်းမာရေးကိုဂယုဆိုင်ဖို့လိုအပ်လိမ့်မယ်နော်ထပ်ပညာရေးပေါ့เนาะပညာရေးခန္ဓာလေးရာတော့အထူးကောင်းမွန်တဲ့သူတွေဖြစ်တယ်เนาะပညာတက်လေဘဝလန်းခီးဖြောင်ပြူးလေပညာဖြစ်ထွန်းလင်းတောက်ပါမယ် အတက်ပညာဉာဏ်ပညာနဲ့ပတ်သက်လုပ်ငန်းတွေလည်းအောင်မြင်နိုင်တယ်။ကိုကငွေရင်းနှီးမှပါပဲနဲ့ကိုကဉာဏ်ပညာတက်ပညာနဲ့ပတ်သက်လုပ်ငန်းတွေလည်းအဆင်ပြေမယ်။ပညာရေးအဆုံးထိစူးစမ်းရင်အဆုံးထိရောက်သွားနိုင်တယ်ပေါ့နော်။အဆုံးထိဆိုတော့အောင်မြင်နိုင်တယ်ပေါ့။အဆုံးထိစူးစမ်းရင်အဆုံးထိလည်းအောင်မြင်နိုင်တယ်။စူးစမ်းတဲ့လောက်ကိုထွန်းပေါက်နိုင်တဲ့သူတွေဖြစ်တဲ့ဆရာကောင်းသမားကောင်းတွေလည်းတွေ့မယ်။နော်ဆရာကောင်းသမားကောင်းတွေရဲ့လမ်းညွှန်မှုကြောင့်အောင်မြင်မယ်။ပြည်တွင်းတက်ပညာပြည်ပအတက်ပညာတွေသင်ကြားတတ်တယ်။ဘဝမှာပညာရေးအတိတ်နော်စီဝါရဲ့နှစ်အခြေရနံပါတ်3နေရာထားဘဝမှာအောင်မြင်လိမ့်မယ်။ အဲ့တော့ပညာရေးကဏ္ဍတွေမှာကိုယ်အခြေရို့စိတ်နစ်နေမှုเนาะအဲကျမ်းမာရေးကြောင့်ဒါပညာရေးထိခိုက်တတ်တယ်တခြားနေရာတွေစိတ်နစ်နေမှုကြောင့်ပညာရေးထိခိုက်တတ်တယ်အဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ပညာရေးကိုဒီဇိုင်းမမှန်ကြိုးစားမယ်ဆိုရင်အဆုံးထိအောင်မြင်ပြီးတော့ရည်မှန်းချက်ရွယ်ချက်တွေအောင်မြင်နိုင်တဲ့အနေထားရှိတယ်เนาะအဲ့တော့မိမိတို့ကတခြားနေရာတွေစိတ်မနစ်ဖို့ပဲလိုတယ်เนาะအဲ့တော့ကိုကဟို ညာတော့အဖြစ်ပေါ့ဂျာတာပရိသသမီးတွေကတခြားအရာတွေကိုစိတ်နှစ်အချင်းပညာရေးပိုင်းမှာအားနေတတ်ကြတယ်အဲ့တော့အဲ့လိုမျိုးတွေရှိရပေါ့နော်ဥပမာလူမှုရေးခန္ဓာတွေနော်မေတ္တာရေးခန္ဓာတွေပေါ့နော်အဲ့ဒီဟာတွေကိုစိတ်နှစ်နေပြီးပညာရေးမှာအခက်အခဲတွေကြုံတွေ့ရလိမ့်မယ်နော်အဲ့တော့ပညာတတ်လေဘဝလန်းခီထောက်ပံ့နေနော်ရစေဖြစ်တတ်တယ် နော်အားကြောင့်မလို့မိမိတို့နေတခြားအရာတွေစိတ်မြင့်တွေဖဲ့ပညာရေးဘိုင်းကိုတော့အားစိုက်ထုတ်ပြီးစ조사မယ်ဆိုရင်အောင်မြင်မယ်အဲ့တော့ဒီကိုကအတတ်ပညာတွေပိုင်းပြီးသွားပြီဆိုရင်လည်းကိုယ့်ရဲ့အတတ်ပညာဘိုင်းနေနော်ဘာသာစကားနဲ့ပတ်သက်တာဤပညာနဲ့ပတ်သက်တာဆက်လက်သင်ကြားမယ်ဆိုဘိုးအတွက်အထောက်အထောက်ပံ့ကောင်းနေရရှိမဲ့သူမျိုးတွေဖြစ်တယ်ထို့ကြောင့်ပညာရေးခန္ဓာအထူးကောင်းမွန်တဲ့သူတွေဖြစ်တဲ့အတွက်စ조사တလောက်အောင်မြင်မှုရရှိမဲ့သူမျိုးတွေဖြစ်တယ်နော်ဒါကတော့တိကျွင်းကြတာပရိသတ်သမီးတွေရဲ့ဒါအာအခြေရေးခန္ဓာအိမ်အောင်ရေးခန္ဓာကျမ်းမာရေးခန္ဓာနော်ပညာရေးခန္ဓာလေးတွေဖြစ်ပါတယ် ဲ့တော့ဆောင်ရဆောင်လေးတွေပြောမယ်ဆိုရင်တကျွင်းကြတာပရိသတ်သမီးတွေရဲ့ဘဝမှာလောဘဒေါသမောဟနဲ့စီးပွားရှာခြင်းเนาะအပျော်အပါအတောက်စားမက်ခြင်းเนาะသူ့တဲ့တဲ့ခြင်းလောင်းကစားပြုလုပ်ခြင်းအထူးရှောင်ပေးပြီးတော့ဘာသာတရားကန်ဆိုင်ခင်မွင်းဆယ်ပါးကိုပူဇော်ကြတော့เนาะအများတမ်းပဲကုသိုလ်ရေးဘာသာရေးနဲ့ရှင်တွဲမယ်ဆိုရင်အရာရာအောင်မြင်မယ်အဆုံးထိအောင်မြင်မှုရရှိမယ်เนาะလူမှုပေါင်းသင်းဆက်ဆံရေးမှာတတိမြရတာပေါင်းသင်းဆက်ဆံရင်အရာရာအေးချမ်းနိုင်မယ်เนาะ အဲ့တော့ဒီဒါကတော့အစ်မရဲ့ဒါတိကျွင်း နော်ဒါကြာသာပြေးသားသမီးတွေရဲ့မဟာဗုတ်ကံအရာမမီတို့ရဲ့ဘဝဖြစ်တည်လာတဲ့အကံကြမ်းတစိတ်တွေသားလေးတွေကိုဒါဒီအကျွင်းလိုက်ပြပြပေးသွားတာဖြစ်ပါတယ်နောက်တစ်ပတ်နောက်တစ်ပတ်မှာလည်းတခြားသောအကျွင်းလေးတွေရဲ့နော်ဒါနေသားလေးတွေကိုဆင်မပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆင်မတို့ရဲ့ဒီ tissue ခွန်ကဗီဒီယိုခံ YouTube ဗီဒီယိုလေးတွေလည်းဟိုစောင့်ကြည့်ဖို့မေတ္တာရက်ခံပါတယ်ဆင်မတို့ရဲ့ tissue ခွန်က YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မေတ္တာရက်ခံပါတယ်ခုနရသားသမီးများအားလုံးအဆအဆရရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွား ားပိုင်းတွေတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘီအန်နေဘေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပါစေလို့ဆက်မဆောလာနယ်နီကနေဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်